ာကြီးပမော်တင်အောင်ရဲ့ဒေါက်တာလွန်ဝေဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း30မလာမြိုင်တွင်ညစာစားတောက်ခြင်းပြုကြရသောညကတတူရွယ်သူများဖြစ်ကြကြသောမိမိနှင့်ဗိုလ်တန်းမောင်တို့သည်ဂီတကို နှစ်သက်ဝါသနာပါသူချင်းဖြစ်၍လွယ်လင့်တကူယင်းဤခင်မင်းသွားကြလေသည်ညစာကိုမစားကြမီကပင်ငယ်ရွယ်သူနှစ်ယောက်တို့သည်ရင်းရင်းနှီးနှီးနှင့် ဂျီဂါမော့ကပြောလိုက်ဆိုလိုက်ရှိနေကြပေသည်သူတို့နှစ်ယောက်စလုံးသည်လူကြီးများ၏စကားဝိုင်းတွင်သို့ပဝင်ပဲ၎င်းတို့ထက်တန်ရာနှင့်စိတ်ဝင်စားရာအကြောင်းအရာများကိုနှစ်ယောက်သာပြောဆိုလျက်ရှိကြလေသည်အင်းရှင်ဆက်ရှင်တရားသူကြီးသည်တရားသူကြီးပြီးပြီး၎င်း၏ဂျူးတဲ့သောသမီးကလေးနှင့်၎င်း၏မိဆွေကြီးဆရာဝန်ကြီးဦးလန့်ဝေ၏ညီဘိုတန်းပေါင်းတို့လှင်လင်းမြန်မြန်ကြီးမိဆွေဖြစ်ကာရင်းနှီးလွယ်လာသည့်အကြောင်းကိုမတိမတာအကဲခတ်ကစဉ်းစားနေပုံရသည်တို့ရရင်၎င်း၏ဝန်တွင်မှစိတ်ထားနေစေတနာများ ပေါ်လွင်ခြင်းမရှိအောင်ကိုကူကရသူကြီးကတိတ်တိတ်တီတီနဲ့ပိပိရီထိမ့်သိမ့်ထားပုံရလေသည်ရသူကြီးနဲ့ဆောင်ဝင်ကြီးတို့သည်တိုင်းရည်ပြည်အကြောင်းများနဲ့၎င်းတို့အတီးတီထင်မြင်ချက်များကိုဧကန်လန်၌အေးအေးဆေးဆေးပြောကြားလျက်ရှိနေကြစဉ်ထိုအကြောင်းအရာများကိုစိတ်ဝင်စားခြင်းမပြုနိုင်ကြသေးသောငယ်ရွယ်သူနှစ်ယောက်တို့သည်၎င်းတို့နှစ်ဦးစလုံး၏စိတ်တဘောထားခြင်းတိုက်ဆိုင်တူညီလျက်ရှိသော ကာလပေါ်မြမတေးဂီတာများနဲ့နာမည်ကြီးဆိုတော်များကြောင့်ကို စိတ်အားထက်သန်စွာပြောဆိုနေကြလေသည် ဒေါက်တာလန်းဝေသည်အင်ရှင်နှင့်တစ်ဖက်တွင်စကားပြောဆိုလျက်ရှိတော်လဲအခြားတစ်ဖက်တွင်ဖလန်မကန်၌မိမိ၏ညီလောက်သူတို့ပြောဆိုနေကြသောအကြောင်းများနှင့်စကားများကိုမတိမတာနားဆွင့်လျက်ရှိသည်တစ်ချိန်တည်းမှာပင်ထိုလူငယ်တစ်ယောက်တို့၏ရင်းရင်းနှီးနှီးဖြစ်နေခြင်းကိုအင်ရှင်ဖိုးကြီးကအဘယ်သူအဘယ်ပုံသဘောထားသနည်းဆိုသောအချက်ကိုလည်းလိမ့်လိမ့်မှမှကဲခတ်နေပုံရပေသည်မိမိသည်၎င်းဆွဲလန်းနှစ်သက်ပုံရသောဆူရိုကိုအန်ဂျီနှင့်သူတီဆိုထားသော ကာလပေါ်တခြင်းများအကြောင်းကို၎င်းဘုဒ္ဓဘောင်ကားတော်မူဆိုရတီရင်များနှင့်သူတိဆိုထားသောကာလပေါ်တခြင်းများအကြောင်းကို၎င်းပြောဆိုနေကြလေသည်ထိုကဲ့သို့နှစ်ယောက်သာပြောဆိုနေကြရာမှာမိမိကခေါ်ဆောင်သွားသည်ဖြင့်ဘုဒ္ဓဘောင်သည်ပီယန်နိုရှိရာသို့ထ၍လိုက်သွားလေသည်ပီယန်နိုဖုံးကိုမိမိကဖွင့်ပေး၏ထို့နောက်ဘုဒ္ဓဘောင်ကတခြင်းတစ်ပုဒ်ကိုတည်ရန်ခိုင်းစေခြင်းကို ခံလိုက်ရလေသည်ဘုဒ္ဓဘောင်သည်အစပထမတွင်လက်တွန့်သလိုဖြစ်နေပုံရ၏ တို့ရရင်မိမိကအတင်းတိုင်တွန်းလျက်ရှိသဖြင့်ထိုင်ကုန်ပေါ်တွင်ထိုင်လိုက်ရလေသည် လူကြီးနှစ်ယောက်တို့သည်စကားအစပြတ်သွားပြီးလျှင်ပီယန်တိုတွင်အလုပ်များနေကြဟန်ရှိသောလူငယ်နှစ်ယောက်တို့ကိုမတိမတာလမ်းရွေကြည့်ရှုနေကြသည်မိမိနှင့်ပိုတန်းမောင်တို့သည်လူကြီးများကိုပင် မြင်မိကြဟန်မရှိတော့ချေဤကဘာမြေပြင်ကြီးတစ်ခုလုံးတွင်ဒင်းတို့နှစ်ယောက်တည်းသာရှိကြတဲ့ကဲ့သို့အောက်မေ့ထင်ပန့်နေကြပုံရလေသည်ပိုတန်းမောင်သည်ငယ်ရွယ်သူပြီးပြီးအခန်းတွင်၌၎င်းတို့နှစ်ယောက်ပြင်ရှိနေသော အခြားလူကြီးနှယောက်တို့ကိုပင်လက်၍ကြည့်ရှုခြင်းမပြုတော့ပေသူသည်မိမိခိုင်းစေသောယုဒိယဖိန်ချားကလေးကိုတီးပြလျက်ရှိသည်ထို့သူမိမိတယောက်ကလည်းကြည်ကျင်နဲ့နဲ့ကြီးနားထောင်လျက်ရှိသည်ဘုသန်းမောင်သည်ပီယန်နိုကိုတီးနေရမှာတစ်ချက်တစ်ချက်တွင်ဒိဗယ်များစွာပါရှိလာသောမျက်လုံးကြီးများဖြင့်၎င်းနှင့်ဆန့်ကျင်ပန်းလိန်ကိုလှမ်း၍လှမ်း၍ကြည့်ရှုလိုက်သောအခါတိုင်းမိမိသည်လည်းပြုံး၍ပြုံး၍နေတတ်လေသည်ဘုသန်းမောင်ကတခြင်းကိုတီးပြ၍ပြီးစီးသွားသောအခါမိမိက၎င်းတခြင်းကိုပင်ဝင်၍ စမ်းတန်တိခောက်ကြည့်ရှုပြန်လေသည်မိမိသည်ပန်းဟေဝံယိုရီယာကိုကောင်းကောင်းရဟန်မရှိချေအချို့သောအပိုင်များတွင်ကွက်များကြံ၍နေတတ်သည်ဒုက္ခများ၌ပူတမ်းမောင်ကဝင်၍ဝင်၍ထောက်ခါပြတ်တာပေးလေသည်ထိုညကညစာစားတောက်ပြီးစီးကြပြီးနောက်ဒေါက်တာလုံးဝေသည်တနေ့လုံးလုံးလိုလူသားများနှင့်ပင်ပန်းခဲ့ရသောကြောင့်အိမ်သို့ပြန်၍အနားယူလိုဟန်ရှိပေသည်တို့ရရင်မိမိကအတင်းဆွဲထားသဖြင့်သူသည်အိမ်ပြင်သို့ထွက်ကာလေတိုက်ခံရင်ရသူကြီးနှင့်စကားပြောဆိုခြင်းပြုနေရပြန်လေသည် ရင်းတို့လူကြီးတယောက်တို့အိမ်ပြင်ဘက်သို့ထွက်ကာအင်းရှိပန်းချံတွင်၌စကားပြောဆိုနေကြကငယ်ရွယ်သောမိမိနှင့်ပိုတမ်းမောင်တို့သည်ပီယန်နိုနားမှပင်မခွာကြတော့ချေတယောက်တစ်လက်စီတီးနေကြသည်မိမိကောင်းစွာမရသောတခြင်းများကိုပိုတမ်းမောင်ကပြသပေးလေသည်ထို့ကြောင့်ထိုညကဆရာဝန်ကြီးဦးလန့်ဝေသည်မာလာမြိုင်မှ စပယ်မြိုင်သို့ညီလို့သူကိုခေါ်ငင်ကဆယ်နာရီထိုးပြီးမှပင် ပြန်ရလေတော့သည်မိမိတို့အိမ်ပါညစာစားတောက်ပြီးစပယ်မြိုင်သို့ပြန်ရလာပြီးနောက် ဒေါက်တာနောင်းဝေသည်အိမ်သို့ရောက်လင်ရောက်ချင်းနိမ့်နိမ့်ချာချာကြီးအိပ်ရောသွားလိမ့်မည်ဟု၎င်းကို၎င်းထင်မှတ်လျက်ရှိလေသည်ဘယ်ကြောင့်ဆိုသောထိုနေ့ကတနေ့လုံးလိုလိုသူသည်လူနာများပြားနှင့်ဆက်ဆံခဲ့ရသောကြောင့်ဖြစ်သည်တို့ရရင်မိများနှိမ့်တက်ကအိယာထက်တွင်လှဲ့လိုက်သောအခါသူသည်မျက်လုံးများကြောင်ရင်နေလေသည်အိတ်ချင်လာပြီဖြစ်၍ဥခေါင်းတို့သည်မူးဝေနောက်ကြည့်နေတော့လဲမျက်လုံးများကဆန့်ကျင်ပဲဖြစ်နေသည်လူကအိတ်ချင်လာပြီဖြစ်တော်냐မျက်လုံးများကမအိတ်နိုင်သောကြောင့်အလွန်တရာစိတ်ရှည်လာသော ရှာဝင်ကြီးသည်စိတ်တိုခြင်းတကယ်တူပင်ဖြစ်လာသည်သူသည်တစ်ဖက်သို့စောင်းနေရမှတစ်ဖက်သို့စောင်းရဲ့အိတ်ဆက်ကြည့်ပြန်သည်တို့ရရင်မျက်လုံးများကကြောင်စီစီဖြစ်မြဲဖြစ်နေလေသည်အပေကဲ့သို့ပြအိတ်ဆက်ရပြရခြင်းသူသည်ပက်လက်လန်၍တောင်တင်းကောင်းတောင်တင်းနေမည်ဖြစ်သည့်ကြောချင်များကိုရော့ပါခြင်းရှိစီရန်အတွက်ဖြေလျှော့ကြည့်လေသည်မျက်လုံးများကိုလည်းမှိတ်ကအိပ်ပျော်သွားစေရန်အာယုံပြုကြည့်တို့ရရင်တစုံတစ်ခုသည်ထိပ်၍နေတဲ့ကဲ့သို့ဒေါက်တာလောင်းဝေသည်အိတ်ဆက်ရမရနိုင်ခြင်း နောက်ဆုံးနိုင်သူသည်အိယာမှပင်ပန်းစွာထလာရလေသည်ထို့နောက်ခေါင်းရင်ဖက်ပြတင်းမကိုဖွင့်ကအပြင်သို့လှမ်း၍ကြည့်ရှုနေလေသည်ညသည်လရောင်ဖြင့်တစားစင်သားခြင်းမရှိတော့ကြည်တို့ရရင်ကျဲတို့သည်ဘိုးကောင်းခင်တပြင်းလုံး၌တဖိတ်ဖိတ်တောက်၍နေကြလေသည်ကျဲရောင်များကြောင့်အပေါထူထွန်းနေသောကဘာသည်ဝိုးတဝါလင်းနေပေသည်ဆရာဝန်ကြီးဦးလန်းဝေသည်ဘိုးကောင်းခင်ပေါ်မှကျဲများကိုရေတွက်ခြင်းကအထုတ်နေပြီတကယ်သူစူးစား၍ကြည့်ရှုနေပေသည် မင်းပြင်းနဲ့ညီလို့သူတို့ရဲ့အကြောင်းဒီအလိုလိုနေရင်သူဥခေါင်းတဲ့သူဝင်လာလေသည်သူတို့ဒီကဲရွယ်သူနှစ်ဦးဖြစ်ကြလေသည်သူတို့သူစတင်ရွယ်တွေ့လင်းသဘောကျခင်မင်းသွားကြပုံနဲ့ရဤတို့ရရင်တို့လူငယ်နှစ်ဦးတို့ဒီယခုမှစ၍တွေ့ကြကစားမြတာဖြစ်သည်ရှေ့ရင်ဘယ်သူဖြစ်လာကြအုံးမည်ဆိုတာကိုမသိနိုင်သေးခြင်းသူဖခင်တည်ဆုံးပြီးကြတဲ့ကသာကြည့်ဖရာဆိုသောမြန်မာစကားရှိသည့်အတိုင်းသူသည်ထုံညီငယ်ပေါ်၌ကြီးမားသောတာဝန်များရှိခဲ့ပေသည် ဥလဝေသည်ညီလို့သူနှင့်ပတ်သက်၍ထိုရင်းနှင့်တာဝန်များကိုပါထက်သွင်းစဉ်းစားမိလာပေသည်တို့ရရင်မောင်တန်းမောင်သည်၎င်းနှင့်အဖေဆုံးမေဆုံးမွေးသောအမနှစ်ယောက်တို့ပေါ်၌တာလင်မဟုတ်သည်အဖေသူမေခွဲဖြစ်သောကိုကြီးပေါ်၌ပါစိုးပွင့်ရလင်စိုးလိရှိသူဖြစ်သည်ကျောင်းသားဘဝတော်မှာကလေးကအမများတန်းမှနှင်းပန်း၍မရသောအခါတိုင်းထိုကိုကြီးလို့သူကိုပင်အမျိုးမျိုးလှက်ပန့်နှင်းပန်းခဲ့သူဖြစ်သည်မိတို့ဝင် ဖြစ်စေကမူယခုခါတွင်သူသည်တာဝန်ရှိဆုံးနှင့်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေလေသည် တမ်းပေါင် ရန်ကုန်သို့ပြန်ပြောင်းရမည်အကြောင်းနှင့်ရန်ကုန်သို့ပြန်ပြောင်းရသောအခါ၎င်းထံတွင်လာရောက်နေထိုင်ခြင်းပြုလိမ့်မည်အကြောင်းကိုလယ်များတွင်ရောက်ရှိနေသောနှမနှယောက်တို့ထံသို့သူသည်စာရေးကြောင်းကြားလိုက်သည်ထိုနှမနှယောက်စလုံးကဥလန်ဝေကို၎င်းတို့၏ဖန်ကင်ကဲ့သို့အလွန်တရာချစ်ခင်ယူသေးကြသောမိမသားများဖြစ်ကြလေသည်နှမနှယောက်စလုံးကတမ်းပေါင်ကိုအိမ်တွင်လက်ခံခြင်းမပြုဖို့ညှိနှိုင်းထားသည့်အလားအတန်နဲ့ရည်သားကန့်ကွက်ကြလေသည် ကိုကြီးတတ်သည့်သားပဲ ဒီကောင်ကဘယ်လောက်ဆိုးသလဲဆိုတာတော်တော်ကြာကိုကြီးကိုပါဒုက္ခပေးသွားလဲဦးမယ်ဟုနှမအလက်ကထိုးသို့ရေးသားလိုက်သည်တန်းပေါင်ကကျမကိုတော့နှိပ်ဆက်ပေါင်းများပြီအကိုကြီးကသူ့ကိုအလိုလိုက်ထားအောင်မယ်ဆိုရင်တော့ဒီကောင်ကကိုကြီးလည်းချမ်းသာပေးမှာမဟုတ်ဘူးသူ့ကိုဝေးဝေးမှာထားပြီးသူတို့တဲ့အခါပေးတာကန်တာကပူကောင်းလိမ့်မယ်ထင်ပါတယ်ဟု၍လဲနှမငယ်လောက်သူကဝေးဝေးတွင်ထားရန်တတိပေးရေးသားခြင်းပြုလိုက်ပေသည်တို့ရရင်ဦးလုံးဝေးသည်စာရေးလိုက်ကြသူများကဲ့သို့ အင်အားထူထောင်ထားသူမဟုတ်ပေသူသည်လွတ်လပ်၍အိမ်တော်မရှိသောလူတစ်ယောက်သာဖြစ်လေသည်၎င်းပြင်ငယ်ဆုံးဖြစ်သောညီလို့သူကိုလည်းအကိုကြီးနှင့်လာရောက်နေထိုင်ခြင်းလပါသည်ဟုတောင်းဆိုခြင်းကိုလည်းသူသည်မြည်သည့်နေနေမှအငင်းဆန်နိုင်ပါကြညီကိုချင်းသာဖြစ်တော်လဲတယောက်နဲ့တယောက်လူချင်းကွဲနေကြရသည်ကများသောကြောင့်ဦးလန့်ဝေသည် နေရာတော့နေရာကညီလို့သူနှင့်နေခြင်းထိုင်ခြင်းပေသေးသည်ရေတွက်ခြင်းကမတက်နိုင်သောအကျင့်များကိုပေါ့ကြည့်ရင်ဒေါက်တာလန်းဝေသည်ညီလို့သူ၏ရှေ့ရေးကိုစဉ်းစားတွေးတောလျက်ရှိလေသည် သူတို့ငယ်တီ၎င်းကိုအကြောင်းပြု၍မိမိဆိုသောမိန်းကလေးနှင့်တွေ့သွားခဲ့လေပြီ။သူတို့နေရာဤဆက်ဆံရေးသည့်ရှေ့တွင်အဘယ်ကဲ့သို့ပြောင်းလဲလာအောင်ပြီကိုမသိရသေးခြင်း။မိမိသည်၎င်းနှင့်တက်တူရွယ်တူလည်းဖြစ်ဝါသနာတူခြင်းလည်းဖြစ်သောမောင်တန်းမောင်ကိုတွေ့လင်တွေ့ခြင်းများစွာသဘောကျနေပုံဟုအကဲခတ်ရပေသည်။တို့ရာတွင်မိမိ၏ဖခင်ဥပတယောက်ကတော်မူတန်းမောင်ကိုများစွာသဘောကျနှိမ့်ချလာသောအမှုရာမပြလာခြင်း။ဒီကဲ့သို့ဖြစ်စေသူတို့လူငယ်ချင်းနှစ်ဦး သဘောတူသွားကြလင်တဖက်မှလူကြီးများသည်အယုတ်ဆိုးလောက်အောင်တော့ကန့်ကွက်လိမ့်မည်မဟုတ်ဟုဒေါက်တာလွန်ဝေကထင်မိချေသည်မိမိဖာသာတကူတဲ့နေထိုင်ခဲ့စဉ်ကဘာတာဝင်းမှ မရှိဘအတွင်မှလည်းပူပန်ခြင်းမပြုခဲ့ရသောရှာဝင်းကြီးဦးလောင်ဝေသည်ယခုခါတွင်တာဝင်းလက်ရှိလာလေပြီစင်စား၍ပူပန်ရခြင်းများလည်းရှိလာခဲ့ပြီစစ်တွေရေးတဲ့စကံမှာရန်ကုန်ရေးတဲ့စကံတို့ညီဖြစ်သူရေးတက်မတော်ရရှိကလေးပူတန်းမှောင်ပြောင်းရွှေ့လာခဲ့ပြီးသည့်နောက် ။ညနေခင်းနှစ်ဖက်သာသာခန့်ကြာတွင်ရှားဝင်းကြီးဦးလန်းဝင်း၌ပြဿနာတစ်ခုပေါ်ပေါက်လာလေသည်။ထိုပြဿနာမှာကအခြားတော်မဟုတ်ချေမြန်မာနိုင်ငံစည်းကောင်စီအဖွဲ့တွင်လူကြီးတူးဖြစ်သော၎င်း၏ဆရာကြီးဟောင်းက သူ့အားအမြန်ဆုံးလာရောက်တွေ့ဆုံရန်ဒေါက်တာလန်းဝင်း၏စပယ်ပြိုင်စေးတိုက်သို့လူတယောက်ကိုတက်တက်လွတ်၍အရေးတကြီးအကြောင်းကြားလိုက်သောကိစ္စပင်ဖြစ်လေသည်။အနေကေလုံးရောင်များလှစွာသော လူသားများကြားတွင်လက်မလဲနိုင်အောင်လှုပ်ရှားနေကိုင်းတန်တန်ပြန်ပြန်ဝစ်စားထားသော အသက်30ခန့်လူတယောက်သည် ်ဦးလဝေကိုလာရောက်တွေ့ဆုံခြင်းပြုလေသည်ထို့နောက်စာအိတ်နှင့်စာတစောင်းကို ပေးလေဆရာကြီးကဆရာကိုလက်ထက်အရောက်ပေးခန်းလိုက်လိုပါခင်ဗျာထို့သူကဤသို့သာ ပြောဆိုပြီးနောက်ထိုင်ပြန်မထိုင်တော့ပဲတခါတည်းထောက်၍ပြန်သွားလေတော့သည်ဒေါက်တာလဝေသည်စာအိတ်ကိုလက်ခံထားလိုက်ရပြီးသည့်နောက်ရုတ်တရက်ဖွင့်ရမဖတ်နိုင်သေးချေတပိုင်းတလန်းနှင့်ထားပစ်ခဲ့ရသောလူမပါတူကိုလောက်ကင်ပေးနေရသေးသည် သူသည်ထိုစာကိုနေ့လယ်လက်ပိတ်ရောက်ချိန်ကြတော့မှပင်ဖတ်ရှုခြင်းပြုနိုင်လေသည် အရေးကြီးသောကိစ္စတစ်ခုရှိသည်ဆရာကိုအမြန်ဆုံးလာရောက်တွေ့ဆုံပါဟုသာဆရာကြီးကစာတဲတွင်ရေးသားထား၏တို့ရရင်ထိုအရေးကြီးသောကိစ္စသည်မိခဲ့သူသောကိစ္စဖြစ်သည်ဆိုသည်ကိုကချက်၍မရေးလိုက်ချေစာကိုဖတ်ရှုပြီးသည့်နောက်အရေးကြီးသောကိစ္စဆိုသည်မှာဘယ်ကဲ့သို့သောကိစ္စဖြစ်နိုင်မည်ကိုဒေါက်တာလန်းဝေကညာ၍စဉ်းစားနေမိသည်တို့ရရင် သူသည်အလက်ခွင့်အချိန်များများရရှိထားသူတရားမဟုတ်ချေအောက်တော်ဘက်မှလူနာရှင်တို့ကရေးတကြီးလာရောက်ပြင်သက်ဖြင့် ။နဖက်ရီကိုကမကရန်တောက်ကမနော်ကိုခေါ်၍လိုက်သွားရပြန်သည်။အောက်တော်ဘက်မှလူမမာအတွက်သူသည်တနအီတာတာခန့်မြအချင်းပေးကြရပြီးနောက်စပယ်ပြန်သူပြန်ရောက်သောအခါတွင်သူကိုအာကူအထားချင်းကြီးစွာဖြင့်မျော်လင့်ချင်းကြီးစွာစောင့်ဆိုင်နေကြသော လူနာတတာစဉ်ခန့်နှင့်ရင်ဆိုင်ရပြန်လေသည်။ထို့ကြောင့်အမြန်ဆုံးလာတွေ့ပါဆိုတော့ဆရာကြီးစီတို့ချက်ချင်းမသွားနိုင်ပြန်ချေသူဒီလူနာများကိုတယောက်ပြီးတယောက်လက်ခံကြည့်ရှုရပေသည်ဆေးပေးရသည်ဆေးထိုးရသည်ညနေပယ်ရေချိုး၍ ဝိဇာများလဲလဲကသူသည်ဆရာကြီးနေထိုင်သောပြည်လန်းဘက်သို့ပေါ်တော်ကားကိုကိုယ်တိုင်မောင်း၍ထွက်လာခဲ့လေသည်။ယင်းတို့ထွက်လာတွင်ဘယ်ကဘယ်လိုသွားကြမှမသိသောညီဖြစ်သူနှင့်မိမိတို့ကိုဇဖာကားလေးတစ်စီးပေါ်တွင်လှမ်း၍မြင်လာရသည်။တန်းပေါင်သည်၎င်း၏ရေတဲ့အရာရှိဆေဝစ်စုံကိုဆင်မြန်းထား၏။မိမိကလည်း၎င်း၏ကားကလေးကိုကိုယ်တိုင်မောင်းလေသည်။ရဲရဲသူနှူးသည်တက်ကတော်ရိတ်သားလမ်းမကြီးအတိုင်းအော့စတင်ကားလေးကိုခက်မှန်မှန်ပေါင်းထွက်လာသောဒေါက်တာလောင်းဝေကိုမတွေ့မမြင်နိုင်ကြချင်။ ဒုန်တတူရီယာမော့ကစကားပြောရင် ရှစ်မိုင်ဘက်သို့ကားကိုခက်မြန်မြန်လေးမောင်းနှင်သွားကြလေတော့သည်ဒေါက်တာလန်းဝေသည်တန်းပေါင်နှင့်မိမိတို့ကိုအတန်ကြာပြားလှမ်း၍ကြည့်ရှုနေထိုနောက်သူသည်တက်ပြင်းကိုခက်လေးလေးချရင်ကမာရုပ်ဝိုင်းကြီးတိုင်းကားကိုကြွေလာခဲ့လေသည်စပယ်မြိုင်မှထွက်လာခဲ့စဉ်ကသူသည်အရေးကြီးသောကိစ္စအကြောင်းနှင့်ပတ်သက်၍စဉ်းစားတွေးတောလာခဲ့ရတော့လေကမာရုပ်ဝိုင်းကြီးကိုကြွေပက်လာပြီးသည့်နောက်ပိုင်းတွင်ထိုအရေးကြီးသောကိစ္စသည်ရုတ်တရက်ပြတ်ွက်သွားပြီး အကြာရေးကြီးသောကိစ္စတစ်ခုကိုဆက်လက်စဉ်းစား၍လာခဲ့ပေသည်။ဒေါက်တာလန်းဝေသည်အသက်40ပြင်ကျော်လွန်နေပြီဖြစ်သောလူမျိုးကြီးတူလည်းဖြစ်လေသည်။သူသည်တကိုယ်ရဲသမားလည်းဖြစ်သူသည်ငယ်ရစဉ်ကတည်းကပညာကိုချွတ်ချွတ်ငယ်ငယ်နှင့်တက်တက်မဲမဲသင်ကြားခြင်းပြုလာခဲ့ရသောသူဖြစ်၍ပညာသင်ကြားတက်မြောက်ဖို့ရေးကလွဲလင်အကြာမီသည့်ကိစ္စနှင့်ရေးခင်းကိုမှအယူမပြုနိုင်အားခဲ့ခြင်းတက်သူចောင်းသားပွားမှာပင်သူသည်မိမိကိုယ်ကိုလှဖို့ပါဖို့ရေးများကိုတတိလက်နေခဲ့သောသူတစ်ယောက်ဖြစ်သည်။ မိန်းကလေးများနဲ့တမီးစားဖြစ်ဖို့ချစ်ကြိုက်ဖို့ရင်းမာကိုကထားပြီးအောင်မိတ်ဆွေဖြစ်ုံများပင်စကားမပြောခဲ့ဘူးချေသူဒီဤပါဘက်တွင်လူရိုင်းတက်တက်တယောက်သာဖြစ်လေသည်စေသိပ်ပံဒီဂရီကိုရရှိပြီးတာရှားဝင်းကြီးတူဖြစ်လာခဲ့သည့်နောက်ပိုင်းတွင်လည်းသူသည်မိမိဤလုပ်ငန်း၌သာစိုက်ဝယ်နှိမ့်ယုံနေသူတူဖြစ်၏ထို့ကြောင့်လူအတွက်ကြီးတုတ်တက်ပွားများစီပင်ရင်းနှင့်ဆိုင်သောကိစ္စရပ်များကိုခေယူမပြုတ်နိုင်အားလောက် ကောင်းပင်ဖြစ်နေကြရသည်တကယ်ဆိုတော့သူသည်မိမိနှင့်အရွယ်အတူစိတ်တူဆန့်ကျင်ဘက်လိန်တူဦးနှင့်အိမ်တော်ကြရမည်စာသူလောက်ကန်နေသောအလောက်ကန်နှင့်သာအိမ်တော်ကြ၍နေခဲ့ပေသည်အသက်40ပြင်ကျော်လွန်လာခဲ့ပြီဖြစ်သောဆရာဝန်ကြီးနေဖြင့်၎င်း၏အိမ်တော်ရေးကိုထက်သွင်းစဉ်းစားခြင်းပြုဖို့နှင့်စိတ်ကူးယဉ်ဖို့အရင်ပြကိုပေတွန်းကားမှအချိန်မရရှိခဲ့သောဒေါက်တာလန်းဝေသည်ညီလောက်သူနှင့်မိမိတို့အီးမြလှည့်ပြန်စွာယင်းဤခင်မင်သွားလာနေခြင်းကိုတွေ့လိုက်ရသောအခါများစွာအံ့ဩနေပေသည် ထုံမြလင်မြန်လာခြင်းကိုလည်းမစင်စားတတ်လောက်အောင်ဖြစ်နေပုံရသည်။ငယ်ရွယ်သူနှူးတို့ကိုသူသည်အံ့ဩခြင်းပင်ပြုရလိမ့်မည်လို့ဒိုရီဖုတ်နားမလည်နိုင်အောင်ပင်ဖြစ်နေရမည်လို့။တန်းပေါင်နေမိမိတို့တို့အချမ်းကိုသာစင်စားရင်ကားကိုခက်ပြေးပြေးခက်မှန်မှန်မောင်းလာခဲ့သောရှာဝင်ကြီးဦးလောင်ဝေသည်၎င်းမိဆရာကြီးတိုက်ရှိသူရောက်ရှိ၍ကျော်လွန်လာခဲ့သော၎င်း၏ဖြစ်ကိုပင်တတိမရလိုက်ပေ။တော်တော်ကြီးလွန်လာခဲ့ပြီးမှသူသည်တတိရလေသည်။ထို့ကြောင့်မော်တော်ကားကိုနောက်သို့ပြန်လှည့်ရလေသည်။ ဆရာကြီးနှင့်သူသည်နှစ်ယောက်တည်းပင်တွေ့ဆုံစကားပြောဆိုခြင်းပြုရလေသည်ဆရာတို့မည်သည်၎င်းတို့၏တပည့်သားမြင်ပြပေါ်၌ရင်းမဖြစ်သောသားသမီးများကဲ့သို့ချစ်ခင်၍မေတ္တာစေနာထားရှိတတ်သည့်အတိုင်းဆရာကြီးကလည်း၎င်း၏တပည့်ဟောင်းအားပြောဆရာရှိသောအကြောင်းအရာများကိုကြည်ကျင်ဒါနာပြောကြားခြင်းပြုလေသည်မင်းတဘောတိုင်းကံပဲ့မှာဆေးကုနေတဲ့အကြောင်းပြည်တည်းဌာနကဆရာတို့စီကိုတိုင်ကြားထားတဲ့စာတစောင်းရောက်လာတို့ပါကွယ် ဆရာကြီးကလူကြီးတို့၏ထုံးစံအတိုင်းခက်ဖြစ်ဖြစ်ခက်အေးအေးပင်ပြောကြားခြင်းပြုလေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ